အားလုံးပဲမင်္ဂလာပါဗျာကောင်းစားတဲ့နေ့လာပါအောင်ပြန်လဲကြိုဆိုလိုက်ပါခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးတို့ဖိုင်းရတော့လိုင်းတရားကအမျိုးသမီးတို့ရဲ့လုံရည်နဲ့ပတ်သက်ပြီးပြောလာတဲ့ဇေလုံးမောင်ဖုန်းရဲ့ရုပ်သံဖိုင်းလေးကိုပြန်လဲပြဝေပေးလိုက်ပါခင်ဗျာတွဲပါဇေလုံးမောင်ကအဲ့ဒီကြောင့်နဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းစားတဲ့နေ့လာမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ကဲကျွန်တော်တော့ဒီမှာပြောရရှိလို့တော့ကျွန်တော်ပြောရတော့မှာပဲဆိုတော့လူစိတ်တောင်ရှိကြရဲ့လားပေါ့နော်ပြောချင်တာကခင်ဗျားတို့လူသားတွေပဲဗျာဟုတ်တယ်မလားလူလူကြင်ကြပေါ့လူလူနေထိုင်ကြပေါ့လူလူပြောဆိုဆက်ဆံကြပေါ့ခလေးမကြီးကပစ္စည်းခိုးပါတယ်ဆိုပြီးတော့မှအဲ့ပစ္စည်းပိုင်ရှင်လို့ယူဆရတဲ့အမျိုးသမီးကခလေးမကြီးကိုမီဒီယာပေါ်မှာရိုက်ပြဆဲဆိုပြ နော်ခလေးကိုတွန်းလှဲ့ပြခလေးကိုကြိုးချီဖို့အထိခလေးကိုတော့မှကြိုးချီဖို့အထိပြောပြဆိုပြလှုပ်နေတယ်အနေထားရဆိုရှင်ခင်ဗျလူစိတ်တော်ရှိရလားပေါ့ကျွန်တော်ပြောချင်တာဒီလောက်ခက်အခါမကောင်းတဲ့အချိန်ကာလမှာကိုယ့်တဲ့ဆင်းရဲနှွမ်းပါတဲ့သူတွေဘယ်လောက်ထိအနေထိုင်အစားတော့ခက်ခဲမလဲဆိုတော့ခင်ဗျားတို့လူဆိုရင်တော့ကိုရင်းစာတရားလေးတော့ရှိတဲ့နာပေါ့ဗျာထားတဲ့နာပေါ့ဒီအမျိုးသမီးရဒီကလေးမကြီးရလဲပါခင်ဗျားတို့ ်စီပွားပြတ်သွားလောက်အောင်ထိခိုးလိမ့်မယ်လို့တော့ကျွန်တော်တရားရခိုင်ဆုံးယူဆဘူးပေါ့တကယ်ဆိုလို့ရှိရင်ခင်ဗျားတို့ကဗုဒ္ဓဘာသာဝင်နေဆိုလို့ရှိရင်ဘာသာတရားကိုထောက်ထားပြီးတော့မှခင်ဗျားတို့အနေနဲ့အလှူဒါနတော့ကုသတရားယူဖို့ဘာဝနာပွားတဲ့နယ်ဘာဝနာများတဲ့နယ်လို့တော့ကျွန်တော်မြင်ပါတယ်အခုတော့ဗျာစောက်တရားလွန်လွန်တခိုးမိတယ်ဆိုပြီးတော့အတကုံရိုက်နေတယ် ျွန်တော်ပြောချင်တာကဒီနေရာမှာလူငယ်လူရွယ်တို့မဟုတ်ကျွန်တော်ပြောချင်တာကသူတို့တယောက်တည်းဆိုလို့ရှိရင်လေအကြောင်းမဟုတ်ဘူးဗျာနော်ဒါပေမဲ့ခင်ဗျားတို့နိုင်ငံအတွင်းထဲမှာနေတာလေခင်ဗျားတို့ဘယ်လက်အောက်မှာနေရလဲလောလောဆယ်စက်ကောင်စီရဲ့အောက်မှာနေစက်ကောင်စီမှာရှိနေတဲ့ဥပဒေရဲ့အဆုံးမနဲ့တော့ကြပေါ့ခင်ဗျားတို့ကဥပဒေမဲ့နေပြီလားခင်ဗျားဥပဒေဥပဒေမဲ့နေပြီလားဒီလိုလုပ်လို့ရတယ်လို့ခင်ဗျားတို့စက်ကောင်စီကပြောထားသလားခင်ဗျားတို့စက်ကောင်စီမှာပြဋ္ဌာန်းထားတဲ့2008ပြည်သူ့အခြေခံတဲ့ဥပဒေတွေက ီလိုမျိုးလုပ်ဖို့အတွက်လားလုံဆမ်းပါအောင်နော်ဆိုတော့စက်ကောင်စီကလည်းပစ်ထားတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးနော်ဒီစစ်တဲ့အကြမ်းဖက်ကလည်းပါအားပေးအမြောက်များလုပ်နေလာတော့လူတွေကိုတတ်ဖို့လူတွေကိုချိန်ပေါင်းဖို့လူတွေကိုချိန်ချောက်ဖို့လူတွေကိုဘဝတွေကိုနာဖို့ဖြစ်စည်းဖို့နော်ပြည်သူပိုင်တွေကိုပြည်သူအိုးရင်အသက်တွေကိုစီဖြစ်စည်းတက်ဖြတ်ဖို့အတွက်များအားပေးအမြောက်များဒီစစ်တဲ့အက်မတော်ကပါလုပ်နေလာတော့ကျွန်တော်လည်းမပြောတတ်ဘူးဒီနေ့ဒီချိန်ဒီဘာသာအောင်ကြားသေးဘူးလက်ပိုက်ကြည့်နေတယ်ဒီကိစ္စနဲ့ပတ်သက်ပြီး တကယ်ဆိုခမရတို့တွေလူစိတ်ရှိတယ်ဆိုလို့ရှိရင်တခိုးလဲတခိုးလျောက်သူ့မှာအပြစ်တန်းရှိတယ်လို့သူ့မှာလဲဥပ္ပိခုခံကာကွယ်ပိုင်ခွင့်ရှိတယ်ဆိုတာခမရတို့နားလည်ဘူးလို့လူရေဗျအခုသူခမရပစ္စည်းကိုခိုးလိုက်တယ်ခမရဥပ္ပိရရနဲ့ရင်းယူလေခမရတို့ဥပ္ပိမဲ့နေလားခမရတို့ဥပ္ပိရရနဲ့ရင်းယူပေါ့ခုလိုမျိုးလူထွက်သားကိုကုတိလက်ရောက်စော်ကားလောက်အောင်ခမရတို့စီမှာသူဓမြလာတိုက်တာလည်းမဟုတ်ဘူးဗျသူကိုယ်တိုင်လဲကုတိလက်ရောက်နဲ့ခမရတို့စီမှာခမရတို့ရဲ့ကိုယ်ပိုင်ပစ္စည်းတွေကိုလာယူတိုက်ပြီးတော့ခိုးဆူးလုနိုင်တယ်လည်းမဟုတ်ဘူးဗျ ဲ့တော့ခင်ဗျာကိုတိလျောက်စော်ကားတယ်ဆိုလို့ချင်းဒီကိုတိလျောက်ရဲ့ဥပဒေချိုးပေါက်မှုနော်လူခွင့်ရေးချိုးပေါက်မှုဟာတခိုးတယောက်အနေနဲ့ခင်ဗျာကိုတရားပြန်ဆွဲလို့ရတယ်တခိုးဘက်ကနေရက်တည်ပြီးတော့မှတခြားပြည်သူတူဦးကတရားဆွဲလို့ရတယ်ခင်ဗျာတို့ဒါဟုတ်လဲခင်ဗျာသဘောပေါက်ထားဖို့လိုတယ်ဆိုတော့အခုခင်ဗျာ तू ခိုးတာကသူ့ရဲ့ပြစ်မှုကခိုးမှုတစ်ခုလေလိဗျာဒါပေမဲ့အခုလက်ရှိရိုက်နေတဲ့အမျိုးသမီးမှာကမီဒီယာပေါ်မှာ င်ဒီတက်ခါပြပြအောင်ဖြစ်စည်းတဲ့အမှုပြီးတော့နောက်တစ်ခုတခိုးတခိုးအမှုပါဆိုပြီးတော့မှတခိုးအမှုထက်ကြော်လွန်တဲ့နော်ဥပဒေကိုချိုးဖောက်တပြီးတော့မှရိုက်နှက်ညံပန်းနှိပ်စက်နေတဲ့အမှုကတမှုဟာအများကြီးပဲဗျာအမှုတွေဆွဲမယ်ဆိုရင်တခိုးဘက်ကနေပြီးတော့နော်ဆိုတော့ခမရဗျာခလေးတယောက်ပါနေတာခလေးလေးတောင်ငယ်ငယ်လေးပါနေတာခမရခလေးကိုလည်းတွန်းလဲတယ်ခမရခလေးကိုလည်းကျိုးနဲ့တုတ်ခိုင်းဖို့ခမရလုပ်တယ် ဒါရီကခမရတော့စက်ကောင်စီကပြန်ထန်းထားတယ်2008ဖွဲ့စည်းပုံအခြေခံဥပဒေချက်လက်ထဲမှာအဲ့လိုမျိုးလုပ်အောင်မျိုးပါတာအယူကြီးအစိုးရအတိုင်းဝန်ဘက်ကထုတ်ပြန်ထားတဲ့ဥပဒေချက်လက်တွေမှာပါလာဒါမျိုးတွေခမရလုတ်ခွေတော်တော်ချိုးဖောက်တာပဲဗျအခုကတခို့မမုန်းတဲ့အပြင်နော်ကျွန်တော်တို့တခို့သနာမိတယ်တခို့ဘက်ကကျွန်တော်တို့ကဝိုင်းဝန်းရက်တီးခြင်းတယ်အဲ့စိတ်စားနေကျွန်တော်မှရှိတယ်ဘာဖြစ်လို့လဲ ခင်ဗျာမနေနိုင်စားနိုင်တောက်နိုင်နေဒီနေ့လိုအချိန်ခါကဒီဒီခကြည့်ဒီခါဒီအခါမှာနော်တူတူကိုကိုအားလုံးခက်ခဲနေတယ်ဒါပေမဲ့ဒီခေါ်ပါတယ်ဆိုတော့အမျိုးသမီးသားအမိထက်စားလို့ရှိရင်ခင်ဗျာတို့ပြည်လည်နေတူတယောက်ပဲတကယ်ဆိုရင်ခင်ဗျားတို့ကလှူရတန်းအောင်ပါခင်ဗျားတို့ဗုဒ္ဓဘာသာဝင်နေဆိုရင်ခင်ဗျားတို့ဒီကုသတရားနဲ့ဒါနာတရားလေးတွေတော့ခင်ဗျားတို့နောင်တန်တရားပါဖို့အတွက်ဘာဝနာပွားများအောင်ပဲကိစ္စတခုဘာဖြစ်လို့ခင်ဗျားတို့ကမာမာနာနေ ခင်ဗျားက attention ရှာခြင်းတဲ့ပုံစံမျိုးနဲ့ခင်ဗျားတို့က live ပုံမှာတစ်ဖက်သားကိုစောက်ရှက်ခွင်းနေတယ်ခင်ဗျားဘာဖြစ်လို့ခင်ဗျားကိုလူထင်ကြည့်အောင်ခင်ဗျားလှုပ်ချင်ရတယ်တစ်ဖက်သားရဲ့ဘဝတစ်ဖက်သားရဲ့တက်ခါတစ်ဖက်သားရဲ့အနာဂတ်ကိုခင်ဗျားတို့ကအဲ့လိုမျိုးပဲချီစုံပြင်းနှင်းပြီးတော့မှခင်ဗျားတို့ရဲ့ဘဝအပါရမှာလားရိုက်တဲ့အမျိုးသမီးကိုကျွန်တော်ပြောချင်တာပါရိုက်တဲ့အမျိုးသမီးကိုကျွန်တော်ပြောချင်တာပါနော်အဲ့တော့တနင်္ဂနွေလုံးမှာရှိကြတယ်မြန်မာပြည်သူလူထုကခင်ဗျားတို့ဘာအားလဲခင်ဗျားတို့ကလူစိတ်ကောရှိရလား ခင်ဗျားလူစိတ်ကိုရှိရလားကျွန်တော်မေးချင်တာနော်တခိုးဆိုပြီးတော့မှခင်ဗျားတို့တခိုးကြီးပဲအတကုံမဲတဲတယ်ပြီးတော့ခင်ဗျားတို့နေပြီကွာခိုးတော်ဆိုတဲ့ပုံစံမျိုးနဲ့သွားနေခင်ဗျားလူအခွင့်ကြီးတစ်ဖက်တရှူတော့မှနေမှာခင်ဗျားကိုကြည့်တယ်ကျွန်တော်ပြောပြမယ်စကိုင်းတိုင်းကလေးခရိုင်ကလေးမြို့နယ်ထဲမှာရှိနေတဲ့နော်ထိုမှာလမ်းခွဲခေါ်တာရောက်ပြီးရွာမှာ1960နဲ့အဲ1960နဲ့6ခုနှစ်လောက်ကထင်တယ်ကျွန်တော်ထင်တာ96ခုနှစ်လောက်က ဟုတ်ဘူး2000ခုနဲ့က2000ခုနဲ့ကမြင်းမြတ်တက်ကသူအကြောင်းကြီးဆောက်တဲ့အချိန်ပေါ့ဗျာကျွန်တော်တို့ Olympic ကုမ္ပဏီနဲ့တွဲထည့်ပြီးတော့အဲ့အကြောင်းကြီးကိုသွားဆောက်တဲ့အချိန်အဲ့အချိန်တုန်းကအဲ့တာယာဝတီဆိုတဲ့ဂျေးရွာမှာနော်ထုံမလန်းခွဲမှာတခိုးတယောက်ကအကြောင်းသူလေးတွေရဲ့သမီးနေအင်ကြီးကိုခိုးတာဗျာခိုးလိုက်တာကြတော့အဲ့မှာရက်ွက်လူကြီးတွေဥက္ခရာတွေကမိသွားတယ်အဲ့တခိုးမိတော့ကကြအဲ့တခိုးကိုဥက္ခရာအင်ခေါ်ပြီးတော့မှထိတ်တော့ခတ်ပြီးတော့မှညှိမနှိမ့်ဆက်တာပြီးရဲစခန်းကိုပို့လိုက်တာ ရဲစခန်းကိုရောက်တဲ့အချိန်မှာနောက်နေတရားရုံးတက်တဲ့အချိန်မှာတခိုးကပြန်တက်ပြီးတော့မှအဲ့ဒီမိသက်တွေရောဥက္ခရာတွေရောအတွင်းရုံးတွေအကုန်လုံးတရားထဆွဲတာ38ရောက်ပါတယ်တခိုးကလည်းတရားထဆွဲတာ38ရောက်အဲ့မှာတရားရုံးကရင်ဆိုင်ကြတဲ့အချိန်မှာသူခိုးတာခိုးမှုတစ်ခုလေလေဒါပေမဲ့သူ့ကိုဖမ်းလိုက်မှရိုက်နဲ့ဆက်ဆင်းပြီးတော့အမှထိတ်လုံးခတ်ပြီးတော့မှသူတို့24နာရီချုပ်ထားတဲ့အမှုတွေအများကြီးပေါ့ဗျာအမှုတွေတန်းစီသွားတာအဲ့ဒီအချိန်မှာဥက္ခရာကအစမိသက်အဆုံး 38ယောက်စလုံးကိုနေကျေရှုပ်နဲ့အစိုးရကအပြစ်ပေးတာဗျာတရားရုံးကတရားသူကြီးအမိန့်ချမှတ်ပလိုက်တာနေကျေရှုပ်နဲ့6လ38ယောက်ဥက္ခရာအပါဝင်ဥက္ခရာအစမိသားစု38ယောက်စလုံးကိုနေကျေရှုပ်နဲ့6လထောင်ချပလိုက်တာအဲ့လိုလုံးလို့ရတယ်ဆိုတော့အဲ့ဒီရိုက်တဲ့အမျိုးသမီးမှာစင်ကျင်လုံးတရားအတိတရားမရှိဘူးလားစာမတက်ပိမတက်လားပြောချင်တာစောက်တရားလွန်တယ် ဆောက်တရားတိတ်လွန်တယ်သူများရဲ့ဘဝသူများရဲ့အနာဂတ်နော်ဖြစ်စီပြီလို့ခမရတို့ကနာမည်ကြီးကျင်တဲ့စိတ်ဆန္ဒတွေနဲ့ခမရတို့လှုပ်ကြတာသူများတစ်ဖက်သားရဲ့အသက်တွေဘဝတွေနော်အနာဂတ်တွေခမရတို့ချနေပြီတော့ခမရတို့ကခမရတို့အဇက်ပေါက်ထဲစောက်ပေါက်ထဲထည့်ဖို့အတွက်ခမရတို့ချမ်းသာဖို့တော့ခမရတို့ဒုတိများဖို့တော့ခမရတို့လှုပ်ချင်တာအေးပေါ့ကွာခမရတို့လှုပ်ပေါ့မရှိစင်းရဲတာတွေပေါ်မှာခမရတို့လို့နော် အဲ့ဒီမရှိစိရတဲ့စာလို့ရှိရင်ခင်ဗျားတို့ဒီစားနိုင်တောက်နိုင်နေနိုင်တယ်သွားနိုင်တယ်လာနိုင်တယ်ဘဝကြီးနဲ့ခင်ဗျားတို့မရှိစင်းသားတွေကိုနော်တနေ့လုံးမှာတည်စားရတဲ့ဘဝသမားတွေနော်အချင်းကအခက်ခါရအခက်ခဲအကျက်တဲတွေ့နေတဲ့အချင်းနော်အဲ့ဒီလိုဘဝလေးတွေကိုဖြတ်တန်းနေရတဲ့သူတို့တွေရဲ့ဘဝကိုကိုချင်းမစားမထောက်မညာပဲခင်ဗျားတို့မို့လို့ရက်ဆက်တာအဲ့ဒီရက်ဆက်ရတဲ့ရက်ဆက်မှုမျိုးတွေရဲ့ရလက်ကဘာဖြစ်လာမလဲဆိုတော့ခင်ဗျားစောင့်ကြည့်လိုက်ပေါ့ဗျာခင်ဗျားသမင်းတနဲ့တိုးစားပြီးတော့စောင့်ကြည့်လိုက်ပေါ့ဘာဖြစ်လာမလဲလို့နော် အဲ့လောက်ထိမောက်မှာရိုက်ဆိုင်ပြီးတော့လူစိတ်ပြောင်းနေတဲ့ဒီမသားမနော်အဲ့ကျွန်တော်တော့မြင်ချင်းတယ်ခမည်းအနောင်ဒရစီချင်းတယ်ဒီတခိုးမအောင်ခမည်းကိုတိုင်းတောင်းပန်စီချင်းတယ်ခမည်းပြောတဲ့တခိုးတခိုးဆိုတဲ့သူခမည်းတောင်းပန်ရင်တော့ကျွန်တော်တို့ကျွန်တော်ကတော့ကျွန်တော်အနေနဲ့ပေါ့ဗျာကျွန်တော်တော့စိတ်ပြေပြေးနိုင်တယ်ပေါ့နော်အဲ့ဒါမှမဟုတ်ဝဲနဲ့ခမည်းဆက်တိုင်းမှမောက်မှာနေဦးမယ်ဒီတိုင်းကြီးပဲဒီတခိုးဒီတိုင်းပဲလှိလှူရှူထားဦးမယ်ခမည်းလုံနေဦးမယ်ဆိုရင်တော့တွေ့ရတဲ့နေရာမှာပါဆွဲပြင်းမှာကျွန်တော်တို့ကဒါရှင်းပြောတာအဲ့တော့အားပါလား ဲ့လောက်လူစိတ်မရှိရဘူးလားဟမ်အဲ့လောက်လူစိတ်မရှိတယ်ဟာနော်တခွာပေးတော့ဘူးကျွန်တော်တို့ကသူလည်းပဲကူညီမှာမလဲခမရလည်းသူ့လူဘွားမျိုးနေရာမှာရောက်တယ်ဆိုခမရလည်းခိုးမှာပဲပြောချင်တာကနော်သူ့ဘွားလိုမျိုးခမရဘွားဖြစ်ခဲ့တယ်ဆိုခမရလည်းခိုးမှာပဲနော်ရုပ်ကိုခိုးမယ်ရုပ်မျိုးခမရတို့ကဒါပေမဲ့ခမရတို့မှာဗျာသူတို့တက်စားလို့ရှိရင်နေနိုင်တယ်စားနိုင်တယ်တောနိုင်တယ်လာနိုင်တယ်တောက်နိုင်တယ် ခမရုံမိသားစုဘူကဘောပြစ်တော့လောက်ဒီသူခိုးနေရလဲမဟုတ်ဘူးခက်ခါအရအချင်းခါအရသူတို့မှာစောက်ဝင်နေမပြေလေလို့ခလေးလေးနဲ့လာပြီးတော့တားမိနေရခိုးရတဲ့အနေဒါအာကူမရှိရောက်ထင်ပါလေကြည့်ရပုံနဲ့ရှင်းရတော့ခလေးပါပြီဆိုရဲဆာခမရစဉ်းစားဗျာဆက်စဉ်းစားပြီးတော့ခလေးရှိတယ်ဆိုပြီးတော့မှခမရတက်ညာမှန်းလည်းမသိဘူးအဲ့ဒီညာမှာခမရနောက်ထပ်တစ်ခုကျွန်တော်ဥပဒေတစ်ခုဖောက်ဖော်ပြလိုက်အောင် သက်မပြည့်သေးတဲ့ခလေးရှင်မှာမိဘကိုခင်ဗျာရိုက်နေတဲ့ဟာလေအဲ့ဒါလည်းအမှုတစ်ခုပဲအဲ့ဒါလည်းအမှုတစ်ခုပဲဗျာခင်ဗျာတရတရလူကနေခင်ဗျာတရကံဖြစ်နေတာခင်ဗျာကစောင့်မဲကမ်းမဲမသိနော်တကယ်စောင့်တတ်ပေမတတ်လေခင်ဗျာတို့ဗျာပစ္စည်းဥစ္စာလေးခိုးတာနဲ့လူတယောက်ကိုခင်ဗျာလည်းဟမ်လူဆိုးလူဆိုးဟိုဘယ်လိုခေါ်မလဲ တောင်းချမ်းသူလို့လို့ဘာလို့လို့ဖမ်းမိထားတဲ့ပုံစံမျိုးလို့လည်းရိုက်နေတယ်ကျွန်တော်တခါမှမမြင်ဘူးတဲ့မျိုးကျွန်တော်လည်းမျိုးတခါမှမမြင်ဘူးကျွန်တော်ပြောပြမယ်ဒီမှာတော်လန်ကြီးတွေလုံနေကြတယ်နော်စက်ကောင်စီနဲ့အာနိုင်ငံအင်အားစုတွေတိုက်ပွဲတွေဖြစ်နေကြတယ်ဖမ်းမိလာတဲ့စစ်သူမင်းတွေခမရလူမျိုးကြီးတိုးတုတ်ထိုင်မှရိုက်နေတာကျွန်တော်တခါမှမမြင်ဘူးတခါမှမမြင်ဘူးခမရအခုကခမရဗျာလိုင်းပေါ်မှာခမရလည်းသူများလည်းသူ့ရဲ့ဘဝအဒီခုံးပါတယ်ဆိုတဲ့တားမိရဲ့ဘဝကိုလည်းခမရကျွန်တော်ပြောပြမယ်နော်ကျိုးလွန်တာခလေးမပါဘူးနော် ကျူးလွန်တဲ့နေရာမှာခလင်းပေါအောင်ခလေးကဘူးမသိဘာမသိတော့ဒါပေမဲ့ခမားတို့လိုင်းပေါ်မှာရိုက်ထဲမှာတင်ထားတာခလေးပါပါလာအဲ့ခလေးရဲ့အနာကခလေးရဲ့ဘဝကိုဆိုခမားတို့ဖြစ်စည်းလိုက်တာကျူးလွန်သူကတယောက်ထည့်ပြဒါပေမဲ့ခမားတို့ဖြစ်စည်းလိုက်တာနှစ်ယောက်နော်ခွက်ကကြုံရင်တရားစွဲမှာပါမပူပါနဲ့ခွက်ကကြုံရင်တရားစွဲမှာအဲ့တော့မပူနဲ့ဥရိပေါင်းနေတယ်ခမားတို့လုံးလို့ရတဲ့ဘိုင်းနဲ့ကျွန်တော်တို့လုံးပါနော်တခုတ်ဘက်ကနေရင်သာလို့ပြောတာအတိပဲရှိတာဗျအတိပဲရှိတာသူခိုးတယ်ဟုတ်ပြီ ခိုးလာတဲ့ပစ္စည်းခမရောရိုက်နေတဲ့အချိန်မှာခိုးလာရိုက်နေလို့ခိုးလာဆိုခမပြန်လဲခုခံရတယ်ထားအောင်တော့အခုကဗျာတော့လည်းသူအေးစစ်စစ်ခိုးတဲ့ကိစ္စတခုဟမ်တခိုးမခိုးအောင်လဲခမရောတို့ပဲအာဘယ်လိုခေါ်မလဲထောက်ချောက်တွေဆင်တဲ့မှာခမရောတို့ပဲဖဲ့ပြီးအောင်လို့ခမရောတို့ပဲထောက်ချောက်တွေဆင်ထားခဲ့တာမဟုတ်ဘူးလားခဏလိုပဲပြောခဲ့တာမဟုတ်လားခဏလိုပဲပြထားခဲ့တာမဟုတ်လားခိုးရင်စိပေါ့တစ်ဖက်သားခိုးရင်စိပေါ့ခဏလိုလုခဲ့တာမဟုတ်လားအဲ့ဒီမှာလည်းအမှုရှိသေးရတော့အမှုဖော်ထုတ်မယ်ဆိုရင်ခဏလိုလက်ရှိအချက်ပဲစက်တက်ကနေပြထားတဲ့ဥပဒေအရာနဲ့ကြည့်မယ်ဆိုရင် 喏，哎嘛，目的人家爱是滴的，看人家底下说没说，说路亚的皮，看人家路水人钓多，钓几多路亚的，因为人家嘛比人家盲目咯，人家讲话说多好比人家无啊，喏，人家也还没钓皮皮，看人家白鱼上面阿罗爱钓虎白鱼嘛，没人比过他，对了嘛啦，人家讲话说江洛钓虎白鱼厉害，厉害嘛，看人家底下说嘛，我也钓鱼了，老邪了，老邪了，阿罗鱼老虎。 ခန့်ဒါနာလေးနဲ့သူသတ်မှတ်ပေးထားပါတယ်။နော်မင်းတို့အချက်မဲ့ဆက်တက်ကြလေပါ။ဒါမင်းတို့ကျူးလွန်ရမယ့်ကိစ္စမဟုတ်တာ။နော်။စောက်တရားလွန်တယ်။တိတ်ကိုစောက်တရားလွန်တယ်။အဲ့တော့အဲ့ဒီတားပြီးနေရောက်ကိစ္စနဲ့ပတ်သက်ပြီးတော့ရိုက်နေတဲ့သူအပါဝင်တော့ဗျာ။မြန်မာပြည်ထဲမှာရှိနေမြန်မာနိုင်ငံသားတွေဘယ်သူဖြည့်ရှင်းမလဲပေါ့။ကျွန်တော်စောက်ကြည့်ချင်သေးတယ်။ကြည့်အောင်မယ်။လမ်းတွေ့ရင်တော့ပြင်းပါဗျာကျွန်တော်ကတော့ရှင်းရှင်းပြောတာကျွန်တော်ကျွန်တော်တော့သူတို့ပွဲပြီးပြီးမပြီးပြီးကျွန်တော်လမ်းတွေ့လို့တော့ပြင်းပါအဲ့တော့အာမလားဆိုပြီးတော့နော် 爬那个，少捡少捡，俺老妈，嗯，都我都爬半天来不了，人都，老弟，大裤啊，多天了，我徒步公路，喏、no?，大裤大裤徒步公路，变多来路，地多个，俺老外的了，老外，少别的，少点的拖老外，大裤大大裤徒步公路，哎，牛都明年嘛了，哎，米啊、大米明年嘛了，今我他说路线，看我们这笔钱就给我带到嘛，我认得了。 နော်လိုင်းမှာမှာကျုပ်ဘိုးကကျုပ်အနာခဲကျုပ်ရဲ့အော်ဘယ်လိုခေါ်မလဲတက်ခါတရားကိုခင်ဗျားတို့ဖြစ်စည်းတာတက်ပြတာအဲ့တော့ကျုပ်ဘိုးကကိုတည့်အောင်အနာခဲကိုတည့်အောင်ခင်ဗျားတို့လုပ်တယ်လို့ခင်ဗျားတို့လည်းကျုပ်ကလူရဲ့အတက်ကိုကချွေမှာကျုပ်ကတက်ပြမှာကျုပ်ကခင်ဗျားတို့လိုက်တက်မှာတက်လို့ရတဲ့အချိန်မှာတက်ကိုတက်မှာဒါပုံနဲ့ပြောတာဘာဖြစ်လို့လဲဒီကိစ္စကိုဖြစ်သွားအောင်စတာခင်ဗျားတို့စတာလေမလုပ်တဲ့ကိစ္စတခုခင်ဗျားတို့လုပ်တာခင်ဗျားအဲ့လိုမျိုးတခုရိုက်နေအောင်ခင်ဗျားမှာလုပ်ပိုင်ခွင့်ရှိလားလုပ်ပိုင်ခွင့်ရှိလား 白屋里去了,老百老了去的，老白公被他喽，看人家老啊，吃不亚于的嘛。那干啥嘛？一上脚上脚的，俺老妈怕的嘛，俺老白妈不要